ကျွန်တော်တို့လူရလို့ဖြစ်လာတဲ့အခါမှာ ဖြစ်လို့တဲ့စန္ဒလောဘဆိုတာမလို့ဘလို့ပုံကမှအကင်းတယ်ဆိုတာမရှိပါဘူး။ဒါပေမဲ့ကျွန်တော်တို့စန္ဒလောဘဆိုတဲ့နေရာမှာဝိတမလောဘမဖြစ်ဘူးဆိုရင်အကုသို့ကင်းပါတယ်။အဲ့တော့စန္ဒလောဘဆိုတာလူနဲ့မကင်းတဲ့အတွက်ကြောင့်ကျွန်တော်တို့ကနေပဲအတီးတီးကဘေးဒင်းဇာတိပဲဖြစ်ဖြစ်နတ်ဇာတိပဲဖြစ်ဖြစ် เนาะเจ้าသားတွေပဲဖြစ်ဖြစ်တိုင်းသမားတွေပဲဖြစ်ဖြစ်အောင်လန်းပညာသည်တွေပဲဖြစ်ဖြစ်ကျွန်တော်တို့ကသမထလုပ်ငန်းတွေနဲ့ကင်းလို့တော့မရပါဘူးဗျာသမထလုပ်ငန်းတွေလုပ်တဲ့အခါမှာကျွန်တော်တို့ဒီကနေပြီးတော့သမာဓိတွေရတာပေါ့ပထမအဆုံးသမာဓိဒီဒီတီကြီးလာတယ်တင်းငိမ့်လာတယ်အာယုံပေါ်မှာစူးဆိုင်လာတယ်ကိုဖြစ်ချင်တဲ့ဆန္ဒအာယုံပေါ်မှာစူးဆိုင်လာအဲ့တော့ တမရလုပ်ငန်းသွားတဲ့အခါမှာတော့ကမ္ဘာထမ်းက40တောင်ရှိတာဘူးကိုကြိုက်တဲ့ကမ္ဘာထမ်းနဲ့သွားလို့ရတာအဲ့လိုအာယုန်လေးစူးစားပြီးတော့တမရီတွေတည်လာတဲ့အခါကျတော့ကျွန်တော်တို့ဇံပိုင်းဆိုင်ရာကိုသွားရတာဇံပိုင်းဆိုင်ရာမှာဆိုင်ရာသွားတဲ့အခါမှာအဲ့မှာပြဿနာကအကြီးရပါဖြစ်လဲဆိုတော့ကျွန်တော်တို့တွေကဒီတမရအားထုတ်ပြီးဆိုရင်များသောအားဖြင့်ရတော့ဝိပဿနာဘုံကြီးကြောင်းနေကိုအရင်သွားရပါ နီးနာနေတရားခံယူဖို့ပေါ့အဲ့မှာဝိပဿနာဘုန်းကြီးเจ้าနေသွားတဲ့အခါမှာဆရာတော်ဖရာတွေကတော့ဒီသူရဲ့ဟိုမိုးကုတ်ဆိုလဲမိုးကုတ်ဆွန်းလို့ဆိုလဲဆွန်းလို့ပေါ့မာစီဆိုလဲမာစီသူတို့ရဲ့နီးနာနေတရားပေါ့ဒီခန္ဓာပြတ်ကြောင်းတရားတွေကိုကျွန်တော်တို့တင်ပြီးကြတာပေါ့ဗျာတင်ပြီးကြတဲ့အခါမှာကျွန်တော်တို့သိစိတ်မအောင်မသိစိတ်မအောင်ဒါဒီဖြစ်ပျက်တွေဒီဆိုတဲ့အရာကြီးကပါသွားပါသွားတော့ဟုတ်ပြီကျွန်တော်တို့ရဲ့လူရင်းစန္ဒကဘာဟုသွားမှာလဲ အကြမ်းမြုံသွားမှလာတိုင်းသမားတွေဆိုရင်ဒီတစ်ဖက်လူဟိုတိုင်းလောကရဲ့ရဲ့အုတ်ဆောင်ပေါ့နော်ဟိုတစ်ဖက်လူအမြဲတမ်းတိုက်နိုင်တဲ့အဲတိုင်းလောကဒီအဲတိုင်းဝိဇ္ဇာကြီးဖြစ်သွားမှလာအဲဘေဒင်ဆိုရင်လည်းအကြမ်းမြုံဝိဇ္ဇာနဲ့သွားမှလာဗေဒဝိဇ္ဇာနဲ့သွားမှလာအောင်လန်းဆိုရင်လည်းဒီအောင်လန်းဝိဇ္ဇာနဲ့သွားမှလာအဲအဲ့ဒီစန္ဒတွေကပျောက်ပြီးတော့ကျွန်တော်တို့ကဘယ်ဘက်သွားရောက်သွားလဲဆိုတော့ဒီဖြစ်ပျက်တွေကိုရှုပါကျွန်တော်တို့ဖြစ်ပျက်ကိုရှုတဲ့အခါ အထိုက်အတင့်လျောက်ပေါ့နော်ကျွန်တော်တို့ကဖြစ်ပြက်မြင်တာပေါ့ဘယ်လိုမြင်လဲဆိုတော့သွားလူစိတ်လေးပေါ့အာဟိုခြေထောက်လေးလှမ်းမဲ့ဆိုလှမ်းလူစိတ်အရင်စပေါ်တာပေါ့နော်အဲ့လှမ်းနေတဲ့ခိုင်မှာလှမ်းလှမ်းနေစိတ်ကလေးကပြက်သွားတယ်ပြီးတော့အဲ့တော့အဲ့ဒီအချိန်မှာလှမ်းရင်တန်းလှမ်းနေမှာဒီခြေထောက်ကိုချလူစိတ်လေးပေါ်လာအဲ့ခြေထောက်ကိုချတဲ့အချိန်မှာချချလူစိတ်ကပြက်သွားတယ်အဲဒါတွေကိုဖြစ်ပြက်လူသွားမြင်တယ်ဖြစ်ပြက်ကိုဟိုသွားမြင်တဲ့အခါကျတော့ကျွန်တော်တို့ကဒီ ဗီရင်ဆရာဆိုရင်ဗီရင်ဆရာကဗာဘာဖြစ်သွားလဲဆိုကျွန်တော်တို့ဗီရင်ဆရာဆိုအကြမ်းမြင်လူကျင်တဲ့ပုဂ္ဂိုလ်ဆိုဆိုရင်ဟုတ်ဒီအကြမ်းမြင်ရစီလောက်တဲ့ဒီ sequence line ဘက်ကိုမသွားဘဲနဲ့အဲ့ဒါတွေကဝင်ပြီးတော့ဖြတ်သွားចောင်းသားဆိုရင်လည်းចောင်းသားဆိုရင်လည်းဒီသူ့ရဲ့ဇံပိုင်းပုံမျိုးစီကငါငါကပညာတတ်ကြီးဖြစ်ရှင်တယ်ငါကပညာတက်လာပြီအဲဆိုတော့အဲအဲ့လိုမျိုးလေးစိတ် ထက်ဒီဖြစ်ချင်းပြက်ချင်းပေါ့ဟိုရောက်သွားတော့အဲ့လိုပဲသူက never သီးသီးမှာအဲ့တော့ကျွန်တော်တို့တွေကဒီဝိပဿနာဒီတရားစခန်းနေမှာတကယ်တကယ်ကြတော့ဖြစ်ပျက်ကိုလိုချင်တဲ့နိဗ္ဗာန်ကိုလိုချင်လို့တရားအာထုတ်တဲ့လူတွေရှိတယ်လို့တချို့ကနေသိစားစရိတ်ပေါ့နော်အငြင်းရတဲ့ဝိပဿနာအကြောင်းနေမှာ မပူမပင်းတချို့ကစုံးနေရှိတယ်ကဝေတွေရှိတယ်မိသားစုတွေနဲ့မြီးတွေမြစ်တွေနဲ့ဒါမှမဟုတ်မြီးတွေမြစ်တွေသားသမီးတွေကတော့ငါ့အမေရဆုံးဆုံးပါလားငါ့အဖေရဆုံးပါလားဆိုတော့မသိကြဘူးဗျာမသိကြဘူးသူတို့တွေကနေစိတ်စားစင်အဲမပူမပင်းမကြောင်းပြဘူးအနောက်ကဒီ sport အချိန်တန်တောင်းစားနဲ့ဘယ်လေးတိလိုက်တယ်တရားလေးဖြုတ်လိုက်အဲစွန်းစားချိန်မှာစွန်းလေးစားလိုက်အဲ့လိုစကန်းတွေမှာလာပြီးတော့သူတို့ကဘာလဲဆိုတော့ရင်းဆုံးပထမတမထောက်ကိုတီကြတာဗောနော် အဲသမရအာဒီလေပြီးတော့ဇံပိုင်းဆိုင်ရာရောက်သွားပြီဆိုရင်ဆရာတို့ဒီကြိုက်တလောက်တရားဟောဟောသူတို့မှအဲ့ဒီဖြစ်ပျက်ကိုမရှိတော့ရှင်းရမရှိဘူးသူတို့ဇံဝင်စားပြီးတော့ဥမာပြောဆိုကြပါဗုဒ္ဓနှုတ်တတိသွားတယ်ဆိုရင်သူရဲ့ဇံစိတ်ကမြတ်စွာဘုရားရှင်ရဲ့ယူပကာတော်ကြီးရဲ့ဟိုဒီတင့်တယ်မှုဒီဂုံတော်ဒီအဲဓာရီကထုံမွန်းပြီးတော့အဲ့ပုံမှာပဲဇံဝင်စားတာပေါ့ ဲ့လိုဇံဝင်စားတဲ့ခါကျတော့သူတူရတူရနတ်တရားနေပြီးစောက်လျှောက်တာပေါ့ဟောဝိပဿနာပိုင်းဆံရဆိုရင်လဲဝိပဿနာပိုင်းမြတ်ပတ်တတ်တဲ့အာပိတဲ့နတ်တရားနေပြီးဟိုကျင့်ကြံလာတဲ့ကျင့်ကြံမှုစရဏအားပေါ်မူတည်ပြီးတော့တဖြည်းဖြည်းကြီးကပ်လာဒါအဲ့လိုလူတာလေးတွေကိုကပိယတွေလိုပုံစံမျိုးဟိုဖြည့်လာတာပေါ့အဲ့လိုဖြည့်လာတာဖြည့်လာတဲ့ခါကျတော့ကျွန်တော်တို့ဒီကလူတိုင်းဟာ စိတ်ဆန္ဒဆိုတဲ့လောဘရှိတဲ့လူမှန်သမျှတမထားနဲ့တော့ကင်းလို့မရဘူးဟုတ်တမထားနဲ့ခွင့်နေဖြစ်ကျွန်တော်တို့ကနိဗ္ဗာန်ရောက် ကြအောင်လုပ်ပါလားကျွန်တော်တို့ကဘာကိုသွားမှာလဲចောင်းသားဆိုရင်ပညာရည်ထူးချွန်ဖို့အတွက်ဇံတမာရီကမှဇံဇံမှဆိုရင်ပညာရည်ထူးချွန်ဖို့အတွက် sequence line တွေထုတ်ပြီးတော့ပညာတကြီးပညာရှင်ဖြစ်အောင်ဖန်တီးမှာလားအဲ့တော့ကျွန်တော်တို့ကဝိဇ္ဇာလမ်းမှာ ကျွန်တော်တို့ဒီဘေးရင်လောကကွန်းနေမှာလေဆိုဆိုဟိုဟိုတရားစကားတွေပြောဖြစ်ပြအာအိိဆာဘာညာကူရတွေပြောပြီးတော့တကယ်တကယ်ကြတော့လူလောကကိုလည်းဟိုမရှောင်လောဘဒေါသကလည်းမကင်းလောဘဒေါသမကင်းဆိုတာဘာလဲဆိုတော့ဝိတမလောဘဒေါသကလည်းမကင်းပဲနဲ့ဓာတ်ကြောင်သွားတဲ့လူတွေရှိတယ်။နတ်လောကမှာလည်းအဲ့လိုပဲဟိုပဲဟိုနတ်တွေနဲ့အများရန်စပို့ရဖို့အတွက်တမထတွေလောက်ရပါတယ်။လောက်ပြီမဲ့ အဲဝိပဿနာဆိုတော့ဖြစ်ပြက်ကြီးဟိုဝင်နေဖြစ်တဲ့ခါကျတော့ကျွန်တော် sequence line ထုတ်တဲ့ခါမှာဘာဖြစ်လဲဆိုတော့ဒီ manifest နဲ့သွားတဲ့ခါမှာဒီအဲ့ဒီဝိပဿနာရဲ့ဖြစ်ပြက်ဆိုတာကြီးကဟိုတမာရိရတဲ့အချိန်မှာဇန်ဝင်စားတဲ့အချိန်မှာအာဖြစ်ပြက်ကိုတော်တော်ပြီးမြင်သွားပြီဆိုရင်ကျွန်တော်တို့ကအဲ့ဒီဒီ sequence line ထုတ်တာတွေ manifest လုပ်တဲ့ခါတွေမှာကိုလိုရအောင်မအောင်မြင်တော့ဘူးဗျမအောင်မြင်တဲ့ခါကျတော့ကျွန်တော်တို့ကဓာတ်ကြောင်နတ်ကြောင်လို့ခေါ်တယ်သူကဝိပဿနာလည်းမဟုတ်ဟိုဟိုဒီ ကိုလိုရာကိုဒီဇံပိုင်းဆိုင်ရာနဲ့အဘိညာဉ်ပိုင်းဆိုင်ရာနဲ့ဖန်တီးနိုင်တယ်ဖန်တီးနိုင်တယ်စွမ်းအားရှင်လည်းမဟုတ်နဲ့အဲ့တော့ဂျားတဲ့မှာလော့လဲဖြစ်ပြီးတော့ဓာတ်ကြောင်နှက်ကြောင်တွေဖြစ်ကြတာများပါလေအဲ့တော့ကျွန်တော်တို့ဒီကဒီသမထတွေအားထုတ်တဲ့ခါမှာငါဘယ်ကိုသွားမှာလဲငါကဖန်တီးရှင်ဖြစ်နေသွားမှာလား အပြက်တွေကိုရှုတဲ့ဝိပဿနာနိဗ္ဗာန်ရောက်ချောင်းသွားမှလားဒါကိုကျွန်တော်တို့ကအဲ့မှာသေသေးချာချာကိုယတိပြတ်ဆုံးဖြတ်ရမယ်အဲ့တော့လောကမှာရှိပါတယ်ကျွန်တော်တို့ဗေဒင်လောကမှာပဲဖြစ်ဖြစ်ဒီလောကနေပယ်တွေမှာပေါ့တရားရအောင်ဖရားရအောင်တအားပြောကြတာတကယ်တကယ်ကျွန်တော်ကျွန်တော်အားကြပါတယ်ဒီကျွန်တော်တို့ဒီတကယ်ပေါ့နိဗ္ဗာန်ရောက်ချောင်းခန္ဓာရဲ့ဖြစ်ပျက်ကိုတကယ်မြင်ပြီဆိုသေသေးချာချာမြင်ပြီဆိုရင်လောကီကိုစွန့်တယ်ဗျလူတွေရဲ့အရှုပ်ရှင်းတွေအကုန်လုံးရှင်းအောင်လုပ်ပြီးတော့ကျွန်တော်တို့တွေက ဟိုမေတိလရှင်ဘုရားမျိုးတွေယာသပန်ယောဂီအဖြစ်နဲ့အရာရာအလုံးဆွန့်ပြီးယောဂီဖြစ်တာမျိုးတွေတချို့သူစီးစိမ်ဥစ္စာတွေအကုန်လုံးကိုအကြောင်းလှူပြီးတော့ယာသပန်ယောဂီရေဟိုအကြောင်းသင်ခန်းတည်တည်လေးနဲ့နေထိုင်တာမျိုးလေးဖြစ်သွားကြတယ်။အဲ့လိုမှမဖြစ်ဘဲနဲ့ကျွန်တော်တို့ဟိုဟိုနတ်ဆရာဟိုရောင်ရောင်ဟိုတရားသမားရောင်ရောင်ဟိုပရိသမားရောင်ရောင်ဟိုရောင်ရောင်တွေကများပါတယ်။အဲ့ဒါတွေကကျွန်တော်တို့ဓာတ်ကြောင်လို့ခေါ်ပါ ကျွန်တော်လည်းဓာတ်ကြောင်ဖြစ်ခဲ့ပါကျွန်တော်လည်းဒီနေ့တတိယကဟိုနိဗ္ဗာန်ကိုကူးမလို့လို့ဝိဇာလမ်းပဲလိုက်မလို့လို့လူတွေကိုကိုပဲကဲ့တင်မလို့လို့ဆိုပြီးတော့ကြောင်တောင်တောင်ဖြစ်နေတာပါဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒီကျွန်တော်ဘဝနဲ့ရှင်ပြီးတော့ပေါ့အကုန်လုံးကလူကျင်ဆန္ဒလောဘရှိတယ်ဆိုရင်တမထလောက်ကြပါကြောင်းသားကြီးလည်းလောက်ကြပါတမထရလို့တမာရီတီွားပြီးပြီးဇံပိုင်းဆိုင်ရာကူးလာပြီးစီကြောင်းသားတွေက ပညာတက်ကြီးပညာရှင်ကြီးဖြစ်ဖို့အတွက်ကျွန်တော်တို့က sequence line တွေထုတ်မယ် manifest နဲ့ဒီ fan တီးမယ်အဲ့တော့ကျွန်တော်တို့ဝိဇာဆိုတာကအဖြစ်ကိုရှုတာအပြက်ကိုရှုတာပေါ့အပြက်ကိုသွားပြီးတော့ဖြစ်ပြက်သွားမြင်ပြီဆိုရင်အဖြစ်ဒီဘယ်တော့မှမဖြစ်တော့အဲ့တော့လူချင်းဆန္ဒလောဘရှိတဲ့လူအားလုံးခုနှစ်ရသားသမီးအားလုံးတိုင်းတမထားတွေလောက်ကြပါတမထားတွေလောက်ပြီးတော့တမထားတွေတီးပြီးတော့ဇံပိုင်းဆိုင်ရာရောက်တဲ့အခါမှာ ိုလိုရာလမ်းကိုဖြစ်အောင်လုပ်နိုင်ကြပါစေလို့ကျွန်တော်ကစုမကောင်တောင်းရင်လည်းဒီပါလေကျွန်တော်ကြုံတွေ့ခဲ့တဲ့ဘူးတူတာလေးကိုမျှဝေပေးပါ